မင်္ဂလာပါ idea 134နဲ့ကြိုးစားပါတယ်ဒီတစ်ခေါက်မှာတော့လူတိုင်းလူလူဂျုံမှုကြတဲ့ကြွတ်တက်တဲ့အကြောင်းမျှဝေပေးသွားမှာကျွန်တော်တွေလမ်းလျှောက်နေတော့မှဖြစ်ဖြစ်မတ်တက်ရနေတော့မှဖြစ်ဖြစ်မနဲ့အိယာထားချိန်မှာဖြစ်ဖြစ်ဒီကြွတ်တက်တာကိုအနည်းနဲ့အများဂျုံမှုကြမှာပါဒီတော့ဒီကြွတ်တက်တာဘာကြောင့် ဖြစ်ရလဲဘယ်လိုကာကွယ်ရမလဲနဲ့ဖြစ်ပြီဆိုရင်ဘယ်လိုမျိုးသက်သာအောင်လုပ်ရမလဲဆိုတာပြောပြပေးသွားမှာပါဒီတော့ကြွတ်တက်တယ်ဆိုတာဘာလဲ တွက်တတာကျွတ်သားတွေရုတ်တရက်ကြုံညှက်ပြီးတော့နာကျင်မှုကိုဖြစ်ပေါ်စေရပါဒီဖြစ်စဉ်ဟာအလိုလျောက်ဖြစ်ပေါ်ခြင်းဖြစ်ပြီးတော့မိမိစိတ်ကထိန်းချုပ်မှုအောင်မှာမရှိပါဘူးဒီလိုဖြစ်တာစက္ကန့်အနည်းငယ်ကနေပြီးတော့မိနစ်အတော်တန်ကြာတဲ့အထိဖြစ်နိုင်ပါတယ်ဒီဖြစ်စဉ်ဟာကျွတ်သားအုပ်စုတိုင်းမှာဖြစ်နိုင်ခြေရှိပေမဲ့အဖြစ်များတာတော့ခြေသလုံးနဲ့ပေါင်ကျွတ်သားတွေမှာအဖြစ်များပါတယ်ဒီတော့ဘလိုခြေနေတွေကကြွတ်တက်တာကိုဖြစ်စေနိုင်ပါလား ခန္ဓာကိုယ်ထဲမှာရေဓာတ်ခန့်ချောက်တဲ့အခါ electrolyte လို့ခေါ်တဲ့ဓာတ်စားဓာတ်တွေကမညီမျှတော့ဘဲနဲ့ကျွတ်သားရဲ့လုပ်ငန်းဆောင်တာကိုနှောက်ယှက်ပါတယ်။အဲလိုချိန်မျိုးကြာရင်ကျွတ်တက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ပုံမှန်ကိုလုံနေကြမဟုတ်တဲ့လက်ကျင်ခံလောက်တာဥပမာလက်ကျင်ခံအပြင်းထန်လောက်တာတွေရတယ်။ကျွတ်သားတွေကိုခြေကုန်လက်ပန်းကျစေပြီးတော့ကျွတ်တက်ဖို့အားပေးပါတယ်။နောက်တစ်ခုကတော့ခြေထောက်ကျွတ်သားတွေသွေးအလုံးလောက်မရတဲ့အခါမျိုးပါပါ။ ခန္ဓာကိုယ်အနေထားမှမှန်ပဲနဲ့အချိန်ကြာအိတ်တာထိုင်တာမတ်တက်ရတာတွေကြောင့်ခြေထောက်မှာရှိတဲ့သွေးကြောတွေစီသွေးအလုံးလောက်မရောက်တဲ့အခါကြွက်တက်ခြင်းကိုအားပေးပါတယ်။ဒါအပြင် thyroid ယောဂရှိတဲ့သူတွေတချို့ဆေးဝါးရေမြှိဝဲနေရတဲ့သူတွေဥပမာစီးစေးတွေ statin ပါဝင်တဲ့အစီကျစေးတွေတောင်းနေရသူတွေကြွက်တက်နိုင်ခြင်းများပါတယ်။ဒီတော့ကကြွက်မတက်အောင်ဘယ်လိုကာကွယ်ကြမလဲ။ရေတက်ပြေအောင်နေပါအားကစားမလုပ်ခင် အားကစားလုပ်နေတော့အားကစားလုပ်ပြီးတိုင်းမှာရေများများတောက်ပါလက်ကျင်ကံမလုပ်ခင်နဲ့လုပ်ပြီးတိုင်းမှာအကျော်လျှော့ပေးပါမိမိကြွက်တက်လေးရှိတဲ့ကြွက်သားတွေကိုတတိထားပြီးတော့အကျော်လျှော့ပေးခြင်းအဖြစ်ကြွက်သားတွေကိုရုတ်တရက်ကြုံညက်တာမျိုးမဖြစ်စေတော့ပါဘူးနောက်တစ်ခုကမိမိစားတဲ့အစားအစာမှာပိုတက်ဆီယမ်ကျွဲဝါးတဲ့ငပြောသည်မဂနီဆီယမ်ကျွဲဝါးတဲ့အဆိုင်အောင်ဟင်းသီးဟင်းရွက်တွေကယ်လ်ဆီယမ်ဓာတ်ကျွဲဝါးတဲ့နွားနို့အရာတွေပေါင်းစားပေးပါ လက်ကျင်ခံနေပြုလုပ်တဲ့အခါတခါတည်းနဲ့ပြင်းထန်တာမျိုးမလုပ်ဖက်နဲ့ကိုယ့်ရဲ့လက်ကျင်ခံရဲ့ပြင်းထန်မှုနဲ့ကြာချိန်ကိုဖြည်းဖြည်းချင်းစီသာတိုးသွားပါဒီတော့ကြွတ်တက်တာနဲ့ကြုံရပြီဆိုဘာလုပ်မလဲပုံမှန်ဆိုစက္ကန့်ပိုင်းကနေ၁၀စက္ကန့်လောက်ထိကြာတဲ့အခါသူ့လိုလိုပြန်ပြောတတ်ပါတယ်ဒါပေမဲ့ဒီလိုຢာတွေကိုလုတ်ပေးနိုင်ပါတယ်ဟိုမှာကြွတ်တက်ပြီဆိုတာနဲ့ဖြစ်တဲ့ကြွတ်တာကိုစံပေးပါ ခြေစလုံးကြွတ်တက်တဲ့ဆိုရင် ခြေတလုံးကိုနှိပ်ပေးပြီးတော့ခြေချောင်းတွေကိုမိမိရဲ့ညှို့တကြီးဘက်ကိုဆွဲယူပေးပါတချို့တွေမှာခြေမနဲ့ခြေညိုးကြားနေရာကိုလက်ချောင်းနဲ့ဖိပေးခြင်းအဖြစ်လဲတတ်တာသွားတတ်တာမျိုးရှိပါတယ်ဒါပြင်ရေနွေးအိတ်သို့မဟုတ်ရေကဲတစ်ခုခုပေါ့နော်ဘယ်ဟာမိမိရဲ့ကြွတ်တက်တာကိုတတ်တာစေနိုင်လဲဆိုတာကိုစမ်းကြည့်ပါမိမိနဲ့အစဉ်ပြေတဲ့ဟာကိုရေနွေးသို့မဟုတ်ရေနွေးအိတ်သို့မဟုတ်ရေကဲကပ်ပေးနိုင်ပါတယ် မိမိမှာရေဓာတ်ခန်းချောက်တယ်လို့တန်တရားရှိရဆိုရင်တစားဖြစ်အချို့ရေ electrolyte drink ဒါမှမဟုတ်ရင်ရေတောက်ပေးပါညအရောင်ကျွတ်တက်တဲ့သူတွေမှာတော့ခြေထောက်အောက်ကို အရာအနေ10စင်တီမီတာလောက်မြင့်အောင်ခေါင်းဖတုံခုပြီးတော့အိပ်သင့်ပါတယ်တခြားလက်ချင်းပြင်ဆင်ထားတဲ့အားစားသမားတွေမှာတော့ကျွတ်တက်တာမျိုးကဖြစ်နေရှိပါတယ်ရာသီဥတုပူတာပြင်းထန်တဲ့အားစိုက်ထုတ်လို့မှုမျိုးလောက်ရတဲ့ခါမျိုးမှာလည်းကျွတ်တက်နိုင်ကြိုးမြင်မားစေပါတယ် ဒီလိုမျိုးကြွတက်တာအဖြစ်များရဲ့ပြဿနာဆိုပေမဲ့သူ့ရဲ့တကယ်ဖြစ်စေတဲ့အကြောင်းရင်းအတိအကျတော့တော့အလုံးစုံနားမလည်ကြသေးပါဘူး You only live once ပါဒီတစ်ခေါက်ဗီဒီယိုမှာဒီလောက်နဲ့ပဲနားပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်